DPS ရဆိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကိုပြောဆိုထားတာတွေ့ရပါတယ်။ American ဆိုရကမြန်မာနိုင်ငံသားတွေပေါ်ခွင့်ပြုထားတဲ့ယာယီအကောင့်ွယ်ပေးထားမှုအဆင့် DPS ကိုရုတ်သိမ်းလိုက်တာဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ရွေးကောက်ပွဲကျင်းပမဲ့လုပ်ငန်းစဉ်တွေပေါ်အမေရိကန်အစိုးရကအတိမတ်ပြုတဲ့အပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်တစ်ခုဖြစ်တယ်လို့ စစ်ကောင်မရှင်တရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်အမေရိကန်ပြည်ထောင်စုပြည်ရင်းလုံခြုံရေးဝန်ကြီးဌာန DHS ရဲ့ TPS ရဲ့ဆိုင်းလိုက်တဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေကြားရမှာ၎င်းကအဲ့ဒီလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ကြောင်းကိုဒီကနေ့နိုဝင်ဘာ26ရက်နေ့တုန်းစစ်ကောင်မရှင်ရဲ့ဝါရဖြန့်တရင်စာတွေမှာဖော်ပြထားပါရယ် TPS ရဆိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကိုပြောဆိုထားတာတွေ့ရပါတယ်လို့ ဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်စစ်ကောင်မရှင်ရဲ့ပြောကြားချက်အရအမေရိကန်ရဲ့သုံးသက်ချက်တွေမှာမြန်မာနိုင်ငံမှာရေးပေါ်ခြေနေရုပ်သိမ်းပေးခဲ့မှုပါတီစုံဒီမိုကရေစီဝေကောက်ပွဲကျင်းပနိုင်ဖို့ဆောင်ရွက်နေမှုရင်းငယ်ဆောင်ရွက်နိုင်မှုနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုတို့ကြောင့်မြန်မာနိုင်ငံသားတွေလုံခြုံစွာအိမ်ပြန်နိုင်ပြီလို့ဆိုထားတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်မြန်မာနိုင်ငံအစိုးရအနေနဲ့အမေရိကန်အစိုးရရဲ့ဒီထုတ်ပြန်ချက်ဟာ အပြူသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့မှတ်ယူပါတယ်ဒါအပြင်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာလို့ရကြောင်းနဲ့လာမယ့်ရွေးကောက်ပွဲမှာပြန်လာပြီးမဲပေးနိုင်ကြောင်းဖိတ်ခေါ်ထားပါတယ်။ပြည်မှုကြီးကျွလွန်ထားသူတွေကအပါကြန့်ရှိသူတွေကိုအထူးသက်ညာဖြေလျှော့ပေးမှာလို့လဲဗိုလ်ချုပ်စော်မင်းထွန်းကထပ်လောင်းပြောဆိုပါတယ်။ အမေရိကန်စိုးရအမိမြေလုံခြုံရေးဌာနရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံသားတွေအတွက်ပေးအပ်ထားတဲ့ယာယီခေလွန်ကွင့် Disturbing situation unfolding in Burma, where the military regime is preparing to stage an election that much of the world recognizes accurately as a sham. စီကောမရှင်က၎င်းတို့ရဲ့ရွေးကောက်ပွဲနဲ့တည်ငြိမ်မှုကိုအမေရိကန်ကအတိမတ်ပြုတယ်လို့ဆိုပေမဲ့လက်တွေ့မှာကုလသမဂ္ဂပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကတော့စီကောမရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာအလုံးပါဝင်နိုင်မှုမရှိပါဘူး။ဒါကြောင့်လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်တဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တာသတ်မှတ်ထားပြီးလက်မခံကြောင်းအတိအလင်းပြောကြားထားပါတယ်။